မင်္ဂလာပါခင်ဗျာအရိယာမြန်မာကနေပြီးတော့2025ခုနှစ်မတ်လ22ရက်နေ့နေ့လယ်ပိုင်းနိုင်ငံတကာသတင်းများတင်ပြပေးလိုပါတယ်ပထမဆုံးတင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ယူကရိန်းအပြစ်ခတ်ရစဲရေးကိုလာမယ့်သတင်းပတ်တွေအတွင်းအကောင့်ထေဖော်နိုင်လိမ့်မယ်လို့အမေရိကန်ဆိုရပြောတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ယူကရိန်းပြည်ပခအတွက်ပြည်ပြေဆုံးတဲ့အပြစ်ခတ်ရစဲရေးကိုလာမယ့်သတင်းပတ်နိုင်ငံအတွင်းမှာ အကောင့်ထေဖော်နိုင်လိမ့်မယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အထူးတန်တမန် Steve Off ကပြောကြောင်းသိရပါတယ်။ဒါအပြင်အဲ့ဒီလိုမျိုးသဘောတူညီချက်ရရှိပြီဆိုတာနဲ့အမေရိကန်ဆိုရကရုရှားပေါ်မှာချမှတ်ထားတဲ့ပိတ်ဆို့အရေးယူမှုတွေကို ဖြေလျှော့ပေးသွားနိုင်ပွဲရှိတယ်လို့လည်း၎င်းကပြောကြားခဲ့ပါတယ်။ပြီးတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ရုရှားသမ္မတပူတင်တို့ကြောင့်ဖုံးခေါ်ဆုံးမှုကိုကောင်းမွန်တဲ့ဖုံးခေါ်ဆုံးမှုတစ်ခုဖြစ်၎င်းကချီးကျူးပြောဆိုခဲ့တယ်လို့သိရပါတယ်။၎င်းက ဒေါ်နယ်ထရန့်နဲ့ပူတင်တို့ကြားဖုံးခေါ်ဆိုမှုဟာကောင်းမွန်တဲ့ခြေလှမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ယူကရိန်းပြစ်ခတ်ရေးဆိုင်သဘောတူညီချက်ကိုလာမယ့်သတင်းပတ်အနေငယ်အတွင်းအကောင့်ထဲဖော်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်လို့ပြောကြားခဲ့ကြောင်းသိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုတ်ကတော့ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲဒီဇင်ဘာလမှာကျင်းပမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ယာယီဆိုရရဲ့ချန်ပီယံရရှိချုပ်မိုဟာမက်ယူနုတ်ကသက်ဆိုင်ရာ ပြည်내အာဏာပိုင်များကိုရွေးကောက်ပွဲများကိုငြိမ်းချမ်းစွာကျင်းပနိုင်ရေးအတွက်ကြိုတင်ပြင်ဆင်မှုများနဲ့အစီအမံများစတင်ရန်ညွှန်ကြားထားပါတယ်။၎င်းဟာဗိုလ်ထုနေ့မှာကျင်းပတဲ့အစည်းအဝေးမှာပြည်ထရေးအကြံပေးမိုဟာမက်ဂျဟင်ကာအလမ်ချောင်းတရီဟရီနဲ့သက်ဆိုင်ရာတာဝန်ရှိသူများနဲ့တွေ့ဆုံရမှာ၎င်းကညွှန်ကြားချက်များကိုထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။ဘင်္ဂလားဒေ့ရှ်ဒီဇင်ဘာလမှာအထွေထွေရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်နေကြောင်းလည်းသိရပါတယ်ခင်ဗျာ။ ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ရုရှားနဲ့ယူကရိန်းတို့ကအချင်းသား195ဦးစီထပ်မံလဲလှယ်နေဆိုတဲ့သတင်းဖြစ်ပါတယ်ရုရှားယူကရိန်းနိုင်ငံတို့ကယူကရိန်းပြည်ပခအတွင်းဖမ်းဆီးထားတဲ့အချင်းသား195ဦးကိုဗော်ဒူးနေမှာ ပြန်လည်ဖလှယ်ခဲ့ကြကြောင်းရုရှားကာဝေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်ပြန်ထံသာဒဏ်ရာရရှိတဲ့ယူကရိန်းအချင်းသား22ဦးကိုအရေးပေါ်စစ်ကူးသားရန်လိုအပ်နေသောလူနာများဖြစ် ချစ်ကြည်ရေးရလွှဲပြောင်းပေးခဲ့တယ်လို့ဝန်ကြီးဌာနကသတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ RS စော်ဘွားများပြည်တော်စုမှတက်ဆင်ရုရှားစစ်မှုတန်းအဖွဲ့ဝင်များကိုပြန်လွတ်ပေးနိုင်ရန်ဖြန့်ပြေးကြိုးပမ်းမှုများ ဆောင်ရွက်ခဲ့ကြောင်းဝန်ကြီးဌာနကပြောကြားခဲ့ကြောင်းလည်းသိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ CIA ဌာနချုပ်အပေါက်မှာလက်နက်ကင်ထားတဲ့အမျိုးသားတအူးချိန်ချောက်မှုဖြစ်ပွားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ ်အမေရိကန်ပြည်ထောင်စု CIA ဌာနချုပ်ဝင်ပေါက်မှာမက်စလာ19ရက်နေ့နနက်ခင်းကလက်နက်ကင်ထားတဲ့အမျိုးသားတဦးဟာတနက်ကိုမိုးပေါ်သို့ထောင်ပေါက်ခါပြစ်ဖောက်ချင်းချောက်ခဲ့ပြီးဒါဇင်နဲ့ချီတဲ့ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။ CIA ကဝင်ပေါက်မှာဖြစ်ပွားခဲ့တဲ့10မိနစ်ပင်မကြားတဲ့၎င်းချင်းချောက်မှုကိုအတည်ပြုထားတော့လေပြစ်စင်သေးစုပ်ကုန်မှုထုတ်ပြန်ထားခြင်းမရှိကြောင်းလည်းသိရပါတယ်ခင်ဗျာ။